နံပါတ်၄ Global ဖုန်းထဲမှာ PUBG ကျန်နေစေပြန်နေဈေးအတန်ဆုံးရတဲ့ဖုန်းတွေအကြောင်းကျွန်တော်ပြောပြပါမယ်။နံပါတ်၅ကျတော့ထပ်တံမှကြာသေးတဲ့ Poco F7 Pro ရှိပါမယ်။ဒီကောင်ကျတော့ RAM 256 Snapdragon 8 Gen 3ကိုမှဈေး15,990ဘတ်ပဲရှိပါတယ်။ နံပါတ်၄နေရာမှာထွက်တာမကြသေးတဲ့ Infinite Note 50 Pro Plus ရှိပါမယ်။ဒီကောင်ကျတော့ Dimensity 8350ကိုမှကျွန်တော်တို့ PUBG 10 FPS ရပါတယ်။ဈေးကလည်း Ryzen 12560ကိုမှ13990ဘတ်ပဲရှိပါလိမ့်ဗျ။နံပါတ်၃နေရာမှာထွက်တာကြပြီဖြစ်တဲ့ Infinite GT 20 Pro ရှိပါမယ်။ဒီကောင်ကျတော့ Dimensity 8200 Ultimate ကိုမှ PUBG 10 FPS ရပါတယ်ဗျ။ဈေးကတော့13990ဘတ်ပါ။နံပါတ်၄နေရာမှာတော့ဖုန်းတွေကြားထဲမှာတော်တော်လေးခက်စားခဲ့တဲ့ကျွန်တော်တို့ Redmi Tab 4 global version poco a7 pro ရှိပါတယ်ဒီကောင်ကျတော့ ram 256ကိုမှ11990ဘတ်ပဲရှိပါတယ်ဒီကောင်မှကျတော့ dimensity 6400 ultra ကိုတုံးသားပေးပြီးတော့ pubg 10ဆက်ပြည့်ရပါတယ်ဗျာ နံပါတ်1နေရာမှာထွက်တက်ကြပြီဖြစ်တဲ့ Poco S6 ရှိမယ်ဒီကောက်မှာကျတော့ကျွန်တော်တကွန် AX Gentry သုံးသပ်ပေးပြီးတော့ PUBG 1070 API AC ရပါတယ်ဈေးကတော့အရင်ကျသွားပြီပုံမှန်ဈေးကျွန်တော်တို့ RAM 512ကို14000ကျော်နဲ့ခု11500ဘတ်ပဲချန်ပါလိမ့်ပြဆိုတော့ဒီဖုန်း၅လုံးလုံးကျွန်တော်ချိန်မှာစတောက်ရှိပါတယ် PUBG 1070 API ရမရကတော့ကျွန်တော်ဆိုင်မှာတစ်ခါလဲစစ်ပေးပါလိမ့်ပြဆိုင်ရတော့ Sim Thumbland Song နောက်ထပ်မှာရှိပါတယ်စိတ်ဝင်စားတဲ့သူများကျွန်တော် TikTok ချက်ပေါက်မှာရောဒီ Facebook အကောင့်မှာရောမေးလာလို့ရပါလိမ့်ပြအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ခေါင်းခင်ပါဗျ